်မင်္ဂလာပါရှင်ကျွန်မကတော့ချချိုဆက်မှာ DBB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါတော့မယ်စစ်တပ်အာဏာသိမ်းချိန်ကနေအခု2025ခုနှစ်မတ်လ31ရက်ထိစစ်တပ်ကမတရားတပ်ဖြတ်လို့ကလင်းနယ်လူငယ်3500လောက်သေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့အမျိုးသမီးလူငယ်နဲ့ကလေးငယ်ရေးရာဝန်ကြီးဌာနကဧပြီ2ရက်မှာထုတ်ပြန်ပါတယ် ကလေးတငယ်တည်ဆုံးတာဟာတစ်နှစ်ထက်တစ်နှစ်ပိုများလာပြီး2021ခုနှစ်မှာ65ရောက်တည်ဆုံးခဲ့ပေမဲ့2023နဲ့2024ခုနှစ်မှာတနှစ်ကိုအယောက်360လောက်တည်ဆုံးခဲ့ပြီးအခု3လအတွင်းမှာတော့အယောက်80ဝန်းကျင်တည်ဆုံးခဲ့တာကြောင့်စုစုပေါင်း1060ရှိအောင်တည်ဆုံးတာကိုတွေ့ရပါတယ်။ကလေးတွေဟာစကိုင်းတိုင်းထဲမှာအများဆုံးတည်ဆုံးခဲ့ပြီးတည်ဆုံးသူစုစုပေါင်းရဲ့10%ကျော်ရှိတယ်လို့ဆိုပါတယ်။ လူငယ်တွေကတော့စစ်တပ်အာဏာသိမ်းတဲ့2021ခုနှစ်မှာ683ရောက်တည်ဆုံခဲ့ပြီးနောက်နှစ်တွင်မှလည်း400ကျော်ကနေ600လောက်အထိတည်ဆုံသလိုအခုမတ်လကုန်အထိအယောက်90ဝန်းကျင်တည်ဆုံခဲ့ပါတယ်လုံငယ်စုစုပေါင်း2352ယောက်တည်ဆုံလို့တည်ဆုံသူစုစုပေါင်းဦးရဲရဲ့လေးဘုံဘုံကျော်ရှိပြီးယောက်ျားလေးအများစုဖြစ်သလိုစကိုင်းတိုက်ထဲမှာပဲအများဆုံးတည်ဆုံတာဖြစ်ပါတယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်ခေါင်းဤကျေးရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ပြည်သူတယောက်ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်တွေပါပျက်စီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖဲခုံတထောင်နှစ်တပ်ရင်း PDF ဖဲခုံကမေလ3ရက်နေ့ကထုတ်ပြန်ပါတယ်တိုက်ပွဲဖြစ်ပွားတာမရှိဘဲခေါင်းဤရွာထဲကိုလက်နက်ကြီးနဲ့ငါးကြိမ်ပစ်ခတ်ခဲ့တာကြောင့်အသက်60ကျော်အမျိုးသမီးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်နှလုံးလဲထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ် အရင်တုန်းကဆိုခေါင်းဤရတဲ့ဘက်ကိုရည်ရွယ်ချက်ရှိရှိနဲ့ပြစ်ခတ်နေတာလို့ PDF ဖေကုံတာဝန်ရှိသူကပြောပါတယ်။ April ထဲမှာစစ်ကောင်စီတပ်ကခေါင်းဤရတဲ့ကိုလက်နက်ကြီးအသေးကန် drone နဲ့တရက်ကို၅ချိန်လောက်ပြစ်ခတ်နေပြီးလက်ရှိမှာတော့ခေါင်းဤရမှာဘက်ကိုပါလက်နက်ကြီးနဲ့ပြစ်ခတ်လာတယ်လို့သိရပါတယ်ရှင်။ အခုရက်ပိုင်းမှာပဲမိုးများမဲ့ဆိုတဲ့ခမှန်းချက်တွေနဲ့အတူမိုးရွာသွန်းမှုတွေရှိလာတာကြောင့်ကယ်ဆယ်ရေးစခန်းတွေနဲ့ငလင်တန်တဲ့အဆောင်တွေမှာနေထိုင်သူတွေခက်ခဲနေကြတယ်လို့ဒေသခံတွေနဲ့ကုညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်ဆွဲသည့်သတင်းပေးပို့ထားပါတယ်ရှင်ငလင်ဘေးဒဏ်တဲ့မန္တလေးမြို့မှာပြီးခဲ့တဲ့ရက်အတွင်းမိုးတဲထန်စွာရွာသွန်းခဲ့တာကြောင့်ကယ်ဆယ်စခန်းတွေမှာနေထိုင်ကြတဲ့ပြည်သူတွေနေထိုင်စားသောက်ရေးကျန်းမာရေးအခက်အခဲတွေကြုံနေရတယ်လို့ကုညီပေးသူတွေကပြောပါဗျ ဧပြီလ30ရက်ညပိုင်းကနေမေလ2ရက်နေ့ထိမန္တလေးမြို့မှာမိုးတဲထန်စွာရွာသွန်းခဲ့တာကြောင့်ယာယီတဲထိုးနေထိုင်ကြရတဲ့ကယ်ဆယ်ရေးစခန်းတွေထဲအထိရေလီဝင်ရောက်ခဲ့ပြီးတချို့ကယ်ဆယ်ရေးစခန်းတွေဆိုရင်အမိုးရီလန်သွားခဲ့တယ်လို့သိရပါဗျာ။ဟုတ်လားကျွန်တော်တို့ကယ်ဆယ်ကန်တွေကိုပြန်လည်ပြုပြင်နေတယ်။ဒီမြန်မာပြည်မှာရှိတဲ့ကန်တွေကိုတော့ကျွန်တော်တို့ဒီမြန်မာနေရာတွေကိုပြောင်းရှင်းဖို့စဉ်းစားနေပါတယ်ခင်ဗျာ။ ဆေးဘေးကနေတော့ဒီဆေးဝါးရယ်ဒီကန့်နေတန်နေပြုပြင်ဖို့ကန်ဆောက်ဖို့အတွက်ဒီကလာဘတ်တော်တို့အာလေကလုံးနေပါလေခင်ဗျာဟုတ်ကဲ့ကျွန်တော်လေဒီတော့ငလဲဝေးစင်တီသူတွေကခါတော့ကြော်လာပြီးချက်တဲ့နောက်မှာဒီမန္တလေးကိုကိုင်ရတဲ့လူတွေကလဲလာတယ်ခင်ဗျာအဲ့တော့ကျွန်တော်မန္တ မန္တလေးမှာအင်အားပြင်းငလေလောက်ခတ်ခဲ့တာအချိန်တလားကြော်ကြပြီဖြစ်တာကြောင့်ပြန်လည်ထူထောင်ရေးတွေလှုပ်ဆောင်နေရသလိုခေစေးစခန်းတွေမှာကုညီသူနေပါလာပြီးအတင်စားအစားအစာနဲ့စေဝါလိုအပ်ချက်တွေလည်းရှိနေတယ်လို့ဆိုပါရယ်။ဒါအပြင်မိုးရွာသွန်းတာကြောင့်ငလင်တန်ထိထားတဲ့အဆောက်အုံတွေဒဇယ်တစ်ပိုင်းပြိုကျပျက်စီးတာတွေရှိနေပြီးအဆောက်အုံဖြိုတဲ့ဈေးကကြီးမားတာကြောင့်မဖြိုချနိုင်သေးတဲ့အဆောက်အုံတွေလည်းများစွာရှိနေတယ်လို့သိရပါရယ်။ဒီမှာလည်းဘလို့လဲကျွန်တော်တို့ဒီကလောက်ကတော့အတော့အပြင်းတော့ အများစုကထောက်ထားကြတာဗောနငွေနဲ့ဖြည့်ထားတယ်ဖြည့်တယ်ပြီးထောက်ဖို့လိုအပ်တဲ့နေရာလေးကိုထောက်ထားကြတာရှိတယ်ဒါပေမဲ့တို့ဆိုရင်နာကတော်တော်မသိနိုင်သေးတယ်လမ်းမိနိုင်သေးတယ်နေရာတွေမှာတချို့နေရာတွေကသူတို့ကွဲနေရာတွေမထောက်ထားကြအောင်မထောက်ထားလို့တေးကြတယ်အပ္ပဒါရှော့မှာတော့ထက်ကိုဖြစ်မှာမိုးလေးရွာလဲဆိုအိကြပြီဖြစ်မှာအဲ့ဒီအတိုင်းပဲဖက်ပြိုကြတဲ့အိမ်တော့ကျွန်တော်ရှိမှာနေနေတော့တော့တေးကြတွေးလိုက်တာအောင်နော်ပြိုကြဆိုတော့လို့အစားအုပ်တစ်ခုလုံးကောလက်ဖြစ်ပြီးပြိုကြတာမဟုတ်တတိယတစ်ပိုင်းပြိုကြတာမျိုးဖြစ်ခဲ့တာအောင်နော်အဲ့ဒါဆိုရင်ညာရှိတာပေါ့ မေလာတရနေ့ကနေလေရနေ့အထိအရှိတ်ဘက်နဲ့အနောက်ဘက်ကရွေရှားလာတဲ့လေပွေလိုင်းတွေရဲ့အချိန်နဲ့တရုတ်ပြည်မှာကြီးဘက်ကဆင်းလာတဲ့လေနွေတွေထိတွေ့မှုကြောင့်မန္တလေးတိုင်းစကိုင်းတိုင်းအပါအဝင်တိုင်းနယ်ပြည်နယ်အများစုမှာအချိန်ခါမုတ်မိုးရွာနိုင်တယ်လို့စစ်ကောင်စီမိုးလေဝသဌာနကဧပြီလ30ရက်မှာသတိပေးချက်ထုတ်ပြန်ထားပါတယ်။မလင်တန်တဲ့မန္တလေးမှာပြီးခဲ့တဲ့ဧပြီလ15ရက်နေ့ကလည်းအချိန်ခါမုတ်မိုးရွာပြီးလေပြင်းတိုက်တာကြောင့် ငလင်တန်ထိထားတဲ့28လမ်းလမ်း80 81လမ်းကြားကတုံထက်တိုက်တလုံးပြိုကျပျက်စီးခဲ့ပြီးယာယီတဲတွေလေတဲလွင့်ပါတဲ့အထိဖြစ်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာကျွန်တော်ဇွဲသစ်ပါမန္တလေးတိုင်းမရယာမြို့နယ်ရွာတန်းရှိရွာစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကမေလ3ရက်ညနေ3:19မိနစ်မှာလေကြောင်းပုံကျဲခဲ့တာကြောင့်အမျိုးသမီးတယောက်သေဆုံးခဲ့ပြီး၄ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါဗျာ။ တတဦးဘက်ကနေတက်လာတဲ့ jet fighter နဲ့ပုံကျဲခဲ့တာဖြစ်ပြီးနွားတကောင်တည်ဆုံခဲ့တဲ့အပြင်၄ကောင်တရားရခဲ့ပြီးစာတင်ကျောင်းဆောင်ပျက်စီးခဲ့တယ်လို့ပြည်ဦးလေခရိုင်ပကဖတာဝန်ခံကပြောပါရယ်စကောင်စီတပ်ကမေလ3ရက်မနက်9:00နာရီဝန်းကျင်မှာမုကုံမြို့အနောက်ပိုင်းကသဲရက်ွက်အနီးကိုပုံကျဲခဲ့တာကြောင့်မြို့သားတအူထိခိုက်သေဆုံးခဲ့ပါတယ်ရှင်။ ပါကစ္စတန်ဆိုရကထိန်ချုပ်ထားတဲ့ကက်ရှမီးယားပြည်နယ်ထဲမှာအခြေအနေတွေပြန်လည်တင်းမာနေပြီးအိန္ဒိယတပ်တွေရဲ့ရက်စက်ကြမ်းကြုတ်တဲ့ဖြိုခွင်းမှုအဖြစ်ပါကစ္စတန်တွေက ပြောဆိုထားပါတယ်။ဒီလောက်ရကို ကုလသမဂ္ဂအနေနဲ့ဆန့်ကျင်ပေးဖို့ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။ပါကစ္စတန်ထိတ်ချုပ်ကက်ရှမီးယားပြည်နယ်မူဆာဖာရာဘတ်မြို့မှာတောက်ကြနေကအဓိကဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့တာပါကက်ရှမီးယားပြည်ပခါမှာကက်ရှမီးယားလွတ်လပ်ရေးပေါ်ပေါက်လာစေရေးအတွက် ညီညွတ်သောနိုင်ငံရေးတပ်ဦးအဖြစ်နိုင်ငံရေးလူမှုရေးနဲ့ဘာသာရေးအဖွဲ့အစည်း26ဖွဲ့ပါတဲ့ All Party Harriet ညီလာခံကကြီးမှုဆန္ဒပြခဲ့တာလည်းဖြစ်ပါတယ်အိန္ဒိယနဲ့ပါကစ္စတန်တောင်အာရှအိန္ဒိယနှစ်နိုင်ငံကြားအငင်းပွားနေတဲ့ကက်ရှမီးယားဒေသကိုပိုက်ခြားထားတဲ့ထိတ်ချုပ်ရေးမင်းကဖြုတ်ခွဲထားတဲ့မိသားစုတွေကိုကုန်တယ်ရီចောင်းသားတွေနဲ့တည်ယူပို့ဆောင်ရေးသမားတွေအပါအဝင်လူအဖွဲ့အစည်းကိုဆန္ဒပြသူတွေကကိုစားပြုထားပါတယ်ရှင်။ မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်းဟာရေးကြီးတဲ့တင့်ကားဆက်ယုံကိုစစ်ဆေးခဲ့ပြီးကိုရီးယားစတိုင်တင့်ကားတွေရဲ့ပင်မနေပညာမှာအများကြီးတိုးတက်နေပြီလို့နိုင်ငံပိုင်မီဒီယာ KCNA ကမေလလေးရက်နေ့မှာပြောပါတယ် KCNA ကနေထုတ်ပြန်တဲ့တပ်ပုံတွေထဲမှာကင်ကဘယ်နေရာဆိုတာမပြောထားတဲ့နေရာက တင့်ကားဆက်ယုံစီတာဝန်ရှိသူတွေနဲ့အတူသွားကြည့်နေတာကို ပြသထားပါတယ်တူလာစစ်တပ်ရဲ့ဆွဲကိုတော့ KCNA ကအတိမပြုခဲ့ပါဘူး ခင်မီတင်ကာရီနဲ့တန်ချက်ကရင်တွေထလုတ်ချင်းဟာစစ်တပ်ကိုခင်မီစေဖို့နဲ့အနာရပါတီရဲ့တန်ချက်ကတပ်ဖွဲ့ဒုတိယတော်လှန်ရေးအတွက်တော့ချက်ဖြစ်တယ်လို့လည်းကင်ကပြောခဲ့ပါတယ်။ကင်ဂျုံအုံးရဲ့ခီးစင်ဟာနျူကလ িয়ার နဲ့ဒုံးကျည်လက်နက်တွေအပြင်မြောက်ကိုရီးယားရဲ့သမရိုးကျလက်နက်ကိုင်တပ်ဖွဲ့တွေခင်မီစေဖို့ပိုကြဲကြဲပြက်ပြက်တူအားပေးမှုနဲ့အတူထွက်ပေါ်လာတာလည်းဖြစ်ပါရဲ့ရှင်။ ဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချစ်ချိုဆမ်းပါရှင်